နောက်ထပ် verb တစ်မျိုးကြတော့ why နဲ့သုံးမယ်အဲ့ဒီသုံးမဲ့အသုံးပြုမဲ့ verb က why နဲ့သုံးမယ်အဲ့ဒီ why ရဲ့ shape မှာ consonant ရှိ consonant ဆိုတာဘာလဲ vowel ဆိုတာဘာလဲဒီချက်ရှင်းပြခဲ့ပြီတာပြန်ပြောပြเนาะ teacher တို့အင်္ဂလိပ်စာမှာ alphabet letter 26 letter ရှိ26လုံးရှိတယ်အဲ့ဒီမှာ a e i o u ဆိုတာတအားလို့သမီးတို့သိပြီလားအဲ့ဒါ vowel လို့ခေါ်တယ် အဲ့ဒါ vowel ဆိုတာဘာလဲဆိုတော့ဓမ္မလိုတရဟုတ်ပြီနော်အဲ့ဒီ a e i o u မဟုတ်ပဲနဲ့ကျန်တဲ့စကားလုံး a e i o u ဆိုတော့ a e i o u ငါးလုံး26 letter မှာ5ကိုနှုတ်လိုက်တဲ့အချိန်မှာ21 letter ကျန်တယ်ဟုတ်ပြီနော်21 letters ကျန်တယ်အဲ့ဒီ21 s letter ဒီ teacher တို့ဒီဘာဖြစ်သွားမလဲ consonant ဖြစ်အဲ့တော့မှတ်ရမှာသားတို့သမီးတို့ကဒီမှာတစ်ခါလေးခွဲကြပြီလား consonant ဆိုတာဘာလဲ a e i o u မဟုတ်တာ ။ဟုတ်ပြီနော်။ vowel ဆိုတာပါလေ AEIO U ။ဟုတ်ပြီနော်။အဲ့တော့မှတ်ရမှာ consonant လို့ပြောရင် AEIO U မဟုတ်ဘူးဆိုရင် teacher တို့ကဒါဒီ consonant ဖြစ်သွားပြီ။ Y ရဲ့ရှေ့မှာ AEIO U တစ်လုံးလုံးမပါနေဘူးဆိုရင်အဲ့ဒါဆိုရင် teacher တို့ကအဲ့ဒီ Y လေးကိုဖြောက်ပြီးတော့ဘာပေါင်းပေးရမလဲ IES လေးပေါင်းပေးရ။ဒါပြီနော်။ကဲအဲ့တော့ဒီမှာပြောပြထားတယ် subject အများအတွက်ဆိုရင်တော့ဘာမှကြောင်းလဲကြမလို့ဘူးဒါပေမဲ့ subject အနည်းဆိုရင် teacher တို့ကြောင်းနေမယ် S T U D Y တက်ဒီအဲ့တော့ y ရဲ့ရှေ့က d ဆိုတော့ teacher တို့ d a e i o u ထဲမှာပါလားသားတို့သမီးတို့ a e i o u ထဲမှာပါလားမပါဘူးဒါကြောင့်မလို့ teacher က y ကိုဖြုတ် i e s ပေါင်းတယ် study try လဲဒီလိုပဲ t r i e s tries ရပြီနော်နားလဲပြီနော်